စားစာတိုင်းကကလေးတွေအတွက်တော့မကောင်းပါဘူးเนาะတချို့အစားစာတွေဆိုလို့ရှိရင် အာဟာရမဖြစ်တဲ့အပြင်ပေါ့เนาะအချို့ဓာတ်တွေကလည်းများနေပါသေးတယ်ဒီလိုအစားစာတွေကိုကလေးတွေကိုကျွေးလိုက်မယ်ဆိုလို့ရှိရင်ကလေးတွေမှာအဝါလွန်လာနဲ့ပြီးတော့ပေါ့เนาะဒီအာဟာရချို့တဲ့အတွက်ကြောင့်မို့လို့တန်တဲ့ချို့တဲ့တာကိုခန်းနေတာဒါတွေပါဖြစ်လာနိုင်ပါတယ်เนาะဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးထဲမှာတော့မိဘတွေအနေနဲ့ကလေးတွေကိုမကျွေးတဲ့အစားအစာကလေးတွေမစားတဲ့အစားအစာ၅မျိုးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် ထမအုံဆုံးသောတာတစ်ခုကတော့အချိုများတဲ့ကွေကာဦးတွေပါကွေကာဦးတွေအရဆိုလို့ရှိရင်ခလေးအများစုတွက်ကတော့မနှက်စာပါဘောနော် ိုးဂရင်းဆိုတဲ့စကားလုံးကပေါ့နော်မိဘတွေအတွက်ကျမကြီးကောင်းစေရဆိုပြီးတော့အထင်မှားစေတတ်ပါတယ်တကယ်တမ်းတော့ပေါ့နော်အဲ့ဒါတွေကအမြင်တက်ကနည်းနည်းပဲပါပြီးတော့အချို့တွေကယ်လိုရီအများကြီးပါနေတာပါဒါကြောင့်မို့လို့ကလေးတွေအတွက်အစာအာဟာရဝယ်တဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုမျိုးသကြားမျိုးစားရဖြစ်ဖြစ်မများမပါစေဖို့တော့တတိထားတင်ပါတယ်ပြီးတော့သကြားတမ်းနဲ့အမြင်တက်ကိုအနည်းဆုံး3ဂရမ်ပါဝင်တဲ့အစာအစာတွေကိုဝယ်တင်ပါတယ်နော်နောက်ထပ်အစာအစာလေးတစ်ခုကတော့ဟော့ဒေါ်ပဲဖြစ်ပါတယ်ဟော့ဒေါ်လိုမျိုးစေုံထုပ်သားတွေမှာက ကိစ္စဖြစ်စီတဲ့နိုင်ရတဲ့တွေပါဝင်နေတတ်ပါတယ်။ပြီးတော့ဒီအနီရောင်သားတွေနဲ့ဆက်အောင်ထုတ်သားတွေကဆိုလို့ရှိရင်နှလုံးရောဂါ၊လေးဖက်တာနဲ့စိတ်ရောဂါတွေပါဖြစ်စီနိုင်ပါတယ်။ဒါအပြင်ပေါ့နော်ဟော်ရော့မာကဆိုရီယန်နဲ့ပြေဝစီလည်းပါဝင်တဲ့အတွက်ကြောင့်မို့လို့ခလေးတွေကိုမကြွတင်ပါဘူးနော်။နောက်တာအဆက်အစတစ်ခုကကြောက်ကြော်ပဲဖြစ်ပါတယ်။ကြောက်ကြော်တွေကဆိုလို့ရှိရင်ခလေးတွေစားကြတယ်ပေါ့နော်။အပြင်စားတွေတဲကအချက်ဆုံးဆက်တာတစ်ခုပါပဲ။လူကြိုက်များတဲ့ Facebook ဆိုင်တွေမှာဆိုလို့ရှိရင်အ ਨੇ စုံတော့ကြောက်ကြော်ကိုပေါ့နော်။ဒီတွဲဖက်စားတဲ့အစားအစာအနေနဲ့ရောင်းချပါရတယ်။ဒီကြော့ကြော်တွေကိုပေါ့နော် anti-forming agent လို့ခေါ်တဲ့ဆွဲလ လန်းစီရဲ့တော့ပေါင်းနဲ့ကျွန်တော်ကဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးတွေကိုလုံးဝမကြွေးသိမအောင်နော်တကယ်လို့ကိုယ့်ရဲ့ကလေးကကြက်ကြော်ကြိုက်တယ်ဆိုလို့ရှိရင်လေကိုယ့်အိမ်မှာပဲကိုကြော်ကြွေးတာကတော့အကောင်းဆုံးပါပဲနော် နောက်ထပ်အဆက်အစပ်တစ်ခုကတော့ဂျေးဒီကြားလုံးပဲဖြစ်ပါတယ်။ Foodnet ဆိုတာကပေါ့နော်အထင်မှားစေတဲ့နာမည်တစ်ခုပါပဲ။အဲ့ဒါတွေကစိုးစေးတာရှည်ခံစေးတွေမပါဘဲနဲ့တကယ်တည်တည်ဝဝနေပဲထည့်ပြီးတော့ရောင်းလာဆိုလို့ရှိရင်တော့ Foodnet မှန်ကောင်းမှန်ပါလိမ့်မယ်နော်။တကယ်လို့အဲ့လိုမျိုးမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့အဲ့ဒီအစားအစာတွေကခလေးတွေရဲ့သွားရီမှာကြံစီခဲ့တဲ့အတွက်ကြောင့်မို့လို့သွားပိုးစားစေပါလိမ့်မယ်နော်။တကယ် Foodnet ဆိုတာကပေါ့နော်တကယ်တည်တည်ဝဝအစိတ်တွေကိုပဲထည့်ထားပြီးတော့ကျန်တာဘာမှမထည့်ထားတင်ပါဘူး။ဒါကြောင့်မို့လို့ခလေးတွေကိုပေါ့နော်ဂျယ်လီတကြားလုံးတွေကျွေးမယ်ဆိုလို့ရှိရင်တော့ short ပြီးတော့ကျွေးတင်ပါရရှင်။နောက်ဆုံးအစားအစာတစ်ခုက တော့အချိုရည်ပဲဖြစ်ပါတယ်။ဒါကပြောစရာမလိုတော့ပါဘူးเนาะ။အစားအစာတွေမှာအချိုရည်ကတော့အဆိုးတကအဆိုးဆုံးပါပဲ။ကိုလာအေးတွေ အားဖြည့်ချူရီတွေနဲ့တတိဖြောက်ရီတွေမှာဆိုလို့ရှိရင်တခြားတဲ့ကပဲပါတာပါကျန်တာဘာမှမပါပါဘူးเนาะပို့ပြီးတော့အံ့ဩဖို့ကောင်းတာကကြတော့တတိဖြောက်ရီလို့ပြောတဲ့အရွေတွေမှာဆိုလို့ရှိရင်ဆိုတာတွေထက်တော့တခြားတဲ့ကပိုနေပါသေးတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ကလေးတွေကိုရေးဒါမှမဟုတ်အချိုထုတ်ထားတဲ့အရေတွေကိုပဲတတ်သေးတင်ပါတယ်ရှင်အခုပြပေးခဲ့တဲ့အစားအစာတွေရာဆိုလို့ရှိရင်ပေါ့เนาะရသာရှိုံကလွှဲပြီးတော့ကျန်တာမကောင်းပါဘူးเนาะကိုယ့်ရဲ့ကလေးကျမရေကိုပဲထိခိုက်စေမှာပါကလေးတွေရာဆိုလို့ရှိရင်အစားအသောက်နဲ့ပတ်သက်လာလို့ရှိရင်ပြောရခက်တယ်ပေါ့เนาะဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါမိဘတွေအနေနဲ့ပေါ့เนาะကိုယ့်ရဲ့ကလေးငယ်လေးတွေကို ျမ်းမာရေးနဲ့မညိုတဲ့အစားအစာတွေကိုမကြွေးမိဖို့ကတော့အရေးကြီးပါတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနေကုန်းချုပ်လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်